ဘူဆန်တက္ကသိုလ်ကမြန်မာចောင်းသားရဲ့ခြေရင်မှာအရန်ကိုရေပန်းစားတဲ့တက္ကသိုလ်တစ်ခုဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်ကဘူဆန်တက္ကသိုလ်ကိုရှောက်ချင်တဲ့မြန်မာចောင်းသားရဲ့အနေနဲ့ ဘာတွေပြင်ဆင်ရမလဲဘာတွေလိုအပ်တယ်ဆိုတာကို5မိနစ်အတွင်းမှာပြည့်ပြည့်စုံစုံရှင်းလင်းပြပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့တင်ဆိုရပါဘူဆန်တက်ကတော့နာနိုမက်ထရောနစ်အင်ဂျင်နီယာရင်ဌာနမှာတတိယနှစ်တက်ရောက်နေတဲ့မြန်မာကျောင်းသားတယောက်ဖြစ်ပါတယ်ဒါပြင်ကျွန်တော်က2020နှစ် GKS UIC စကောလာရှစ်ရထားတဲ့ကျောင်းသားတယောက်လည်းဖြစ်ပါတယ်အဲ့တော့အရင်ဆုံးဘူဆန်တက္ကသိုလ်ကြောင့်ရေးမိတ်ဆက်ပြပါမယ်။ဘူဆန်တက္ကသိုလ်ဆိုတာဘူဆန်မြို့မှာတည်ရှိပြီးတော့ အနည်း80တတန်းရှိပြီဖြစ်တဲ့အစိုးရတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ဒါ့အပြင်ဘူဆန်တက္ကသိုလ်ကဘူဆန်တမျိုးလုံးနေမှာသာမကကိုရီးယားတနိုင်ငံလုံးရဲ့အစိုးရတက္ကသိုလ်တွေမှာနံပါတ်1ထိပ်တန်းတက္ကသိုလ်ဖြစ်ပါတယ်။ကိုရီးယားပညာရေးဝန်ကြီးဌာနကနှစ်စဉ်နှစ်တိုင်းမှာတက္ကသိုလ်တွေကိုပညာရေးအုပ်ချုပ်ရေးစီမံခန့်ခွဲရေးပိုင်းကြီးအကဲဖြတ်ပြီးတော့ အဆင့်1 2 3ဆိုတတ်မှတ်လေးရှိပါတယ်။အဲဒီအဆင့်1 2 3နဲ့မှာမှဘူဆန်တက္ကသိုလ်ကအဆင့်1ရရှိထားတဲ့တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။အဆင့်1ရရှိထားတဲ့တက္ကသိုလ်တစ်ခုအနေနဲ့ဘူဆန်တက္ကသိုလ်ဝင်ခွင့်ရရဲ့အကြောင်းသားဟာဗီဇာကို69ရာခိုင်နှုန်းလွယ်ကူလျှင်မြန်စွာရရှိနိုင်ပါတယ်။ဘူဆန်တက္ကသိုလ်တက်ခြင်းနဲ့မြန်မာကျောင်းသားရဲ့အနေနဲ့ပထမဦးဆုံးရှိရမယ့်အရေးချင်းရှိကိုရှိရမယ့်အရေးချင်းကဘာလဲဆိုတော့10တန်းဒါမှမဟုတ်12တန်းအောင်ထားဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံပညာရေးစနစ်ရဲ့စနစ်ဟောင်းမှာဆိုလို့ရှိရင်တော့အမြင့်ဆုံးပညာအရေးရှင်ဖြစ်တဲ့ဆေးရန်အောင်ရမှာဖြစ်ပြီးတော့စနစ်တမှာဆိုရင်တော့အမြင့်ဆုံးပညာအရေးရှင်ဖြစ်တဲ့ဆန္ဒတန်းအောင်ထားမှာဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာကျောင်းသားအများစုမေးလို့ရှိရဲ့မိကုံးတွေကိုလည်းဒီဗီဒီယိုမှာတစ်ခါရေးဖြေပေးပါမယ်။အဲတော့ပထမဆုံးမိကုံးကဆေးရန်ဆန္ဒတန်းမအောင်ထားဘူး။ GED ကို RG6CO နဲ့ပူဆန်တက္ကသိုလ်ကိုရှောက်လို့ရလာဆိုပေးဖို့ဖြစ်ပါတယ်။အဖြေကတော့ပူဆန်တက္ကသိုလ်ကလောလောဆယ်အချိန်ထိ GED RG6C စရတဲ့စာမေးပွဲရလဒ်တွေလက်မခံသေးပါဘူး။အဲဒီတော့ပညာရေးဝန်ကြီးဌာနအတိမပြုထားတဲ့၁၀တန်းဓမ္မမွန်ရေး၁၂တန်းအောင်အောင်ထားပါမယ်။နောက်ဆက်အမေးများရဲ့မေးခွန်းတစ်ခုကတော့ပူဆန်တက္ကသိုလ်ကိုရှောက်ဖို့အတွက်အမှန်ကက်သက်ချက်လိုလားဆိုတဲ့မေးခွန်းပါ။စနစ်အရတော့ဘူဆန်တက္ကသိုလ်ဝင်ခွင့်ရဖို့အတွက်မြန်မာနိုင်ငံရဲ့အကြောင်းသားတရားဟာမြန်မာတက္ကသိုလ်ဝင်တဲ့ ်10တန်းသို့မဟုတ်12တန်းကိုအောင်ခံရပါပြီအမှတ်သတ်မှတ်ချက်မရှိပါဘူးနိတပါတော်40နဲ့အထက်ပြန်မြအမှတ်စုစုပေါင်း240ရရရရတယ်လို့ဆိုပါတယ်ဒါပေမဲ့အမှတ်များများရရှိထားမှလားကိုကြိုက်တဲ့မိကြောင်ကိုရွေးချယ်ခွင့်ရပြီးတော့ဘူဆန်တက္ကသိုလ်ဝင်ခွင့်ရဖို့တည်ကြမှာဖြစ်ပါတယ်ဘူဆန်တက္ကသိုလ်မှာညားပြလာတဲ့မိကြောင်ညားပြလာတဲ့ဘာသာရက်တွေကိုတနည်းအားဖြင့်မှာတင်ယူနိုင်ပါတယ်ဒါပေမဲ့နိုင်ငံသားသားចောင်းသားတွေတက်ရောက်ခွင့်မရှိတဲ့ဘာသာရက်တချို့ရှိပါတယ်ဥပမာစီးចောင်း စီးပညာလိုဘာသာရက်မျိုး၊သွားစေးလိုဘာသာရက်မျိုးနိုင်ငံသားသားចောင်းသားတွေတရားခွင်မရှိပါဘူး။သို့တော့တူနာပြုလိုဘာသာရက်မျိုးတော့မြန်မာចောင်းသားတွေတရားခွင်ရှိပါတယ်။ဘူဆန်တက္ကသိုလ်ကမြန်မာចောင်းသားတွေကြားထဲမှာနာမည်ကြီးရလို့ကျွန်တော်ဘာလို့ပြောခဲ့ရလဲ။ဘူဆန်တက္ကသိုလ်မှာတရားပညာသင်မြန်မာចောင်းသားစုစုပေါင်း250ဝန်းကျင်ရှိ Undergraduate မှာ98ယောက် ပြီးရင် language training မှာတက်ရောက်နေမြန်မာကျောင်းသားကုစင်နေရှိရောက် graduate master တို့ doctor တို့တက်ရောက်နေတဲ့မြန်မာကျောင်းသားကအာ20ဝန်းကျင်ရှိပါတယ်။ဒါကြောင့်မို့လို့ကုစင်တက်ကတော့မြန်မာကျောင်းသားတွေမှာအရင်နေမြေကျက်တက်ကတခုလို့ဆိုနိုင်ပါတယ်။ ဒါပြင်ဘူဆန်တက္ကသိုလ်တက်ဖို့ဘာသာစကားလိုအပ်ချက်လည်းရှိပါသေးတယ်။ဘူဆန်တက္ကသိုလ်တက်ရောက်ရှင်တဲ့ကျောင်းသားတယောက်အနေနဲ့က topic level 3နဲ့အထက်ဖြစ်မနေရရှိထားဖို့လိုပါသေးတယ်။ကြေရွေးခုမှ topic level မရှိဘူးဆိုတော့ English လို့သင်တဲ့ program ကိုရွေးချယ်လို့လည်းရပါသေးတယ်။ဒါပေမဲ့ English လို့သင်တဲ့ program အရေးအတွက်ထက် Korea လို့သင်တဲ့ program အရေးအတွက်ကများတာဆိုတော့ topic စာမေးပွဲကိုဖြည့်ထားဖို့အကြံပေးချင်ပါတယ်။ ဘူဆန်တက္ကသိုလ်တက်ရောက်ခြင်းနဲ့မြန်မာကျောင်းသားအဓိကအားဖြင့်အမျိုးအစားနှစ်မျိုးရှိပါတယ်ပထမတစ်မျိုးကဘူဆန်တက္ကသိုလ်ရဲ့ Language Education Institute လို့ခေါ်တဲ့ဘာသာစကားသင်တန်းမှာကိုရီးယားဘာသာစကားလာရောက်လေ့လာခြင်းနဲ့မြန်မာကျောင်းသားကျောင်းသူတွေရဲ့ဒုတိယတစ်ခုကတော့ကိုရီးယားဘာသာစကားကိုသင်ယူတက်မြောက်ထားပြီးသားမြန်မာကျောင်းသားကျောင်းသူတွေကဘူဆန်တက္ကသိုလ်ရဲ့ဌာနအသီးသီးမှာမေဂျာနဲ့ဆိုင်တဲ့ဘာသာရပ်တွေကိုချက်ချင်းတန်းပြီးတော့လေ့လာခြင်းနဲ့ကျောင်းသားမျိုးဖြစ်ပါတယ်ပထမတစ်မျိုးဖြစ်တဲ့ဘာသာစကားလေ့လာသင်ယူခြင်းနဲ့ကျောင်းသားရဲ့အနေနဲ့ တက္ကသိုလ်ဝန်ထမ်းအောင်ထားဖို့လိုပါတယ်။ဒါ့အပြင်ဗူဆန်တက္ကသိုလ်တက်ရောက်ခြင်းနဲ့မြန်မာကျောင်းသားကျောင်းသူတွေအနေနဲ့ကိုယ့်ရဲ့အထက်တန်းအောင်လက်မှတ်အမှတ်စရင်အိမ်အောင်စုစရင်မှတ်ပုံတင်စာရာတွေကိုမြန်မာဘာသာနဲ့တင်ရမှာမဟုတ်ဘဲနဲ့အင်္ဂလိပ်ဘာသာနဲ့ notary ပြန်ပြီးတော့မှဘူဆန်တက္ကသိုလ်တင်သွင်းရမှာဖြစ်ပါတယ်။ဒါ့အပြင်အင်္ဂလိပ်ဘာသာနဲ့ဘာသာပြန်ထားတဲ့ notary စာရွက်မှာ MOFA လို့ခေါ်တဲ့မြန်မာနိုင်ငံသားရဲ့ဝန်ကြီးဌာနရဲ့တစိုက်တုံလို့တလို့ မြန်မာနိုင်ငံမှာရှိတဲ့ကိုရီးယားတန်ယုံရဲ့ကောင်စုံဝင်ဒစိတုံးလေးလိုအပ်တာဖြစ်ပါတယ်။အဲ့ဒီဒစိတုံးလေးထူထောင်မှာဒါဘူဆန်တက္ကသိုလ်အနေနဲ့အဲ့ဒီစာရွက်စာရမ်းလေးကိုအတိမတ်ပြုလက်ခံတာဖြစ်ပါတယ်။ဘူဆန်တက္ကသိုလ်ကြောင်းလျှောက်ရတဲ့ကာလကများသောအားဖြင့်နှစ်ခုရှိပါတယ်။ 3လပိုင်း Spring Semester မှာတက်ချင်တဲ့ကျောင်းသားရဲ့အနေနဲ့ကတော့12လပိုင်း3လပိုင်းနဲ့ချုပ်တင်ပြင်ဆင်ဖို့လိုတယ်လို့6လပိုင်း4 Semester မှာတက်ချင်တဲ့ကျောင်းသားရဲ့အနေနဲ့ကတော့6လပိုင်း9လပိုင်း10လပိုင်းလောက်တွေကချုပ်တင်ပြင်ဆင်ဖို့လိုအပ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ကတော့ Busan Tekdo ရဲ့ Global Ambassador တွင်ဆိုရဖြစ်ပါတယ်။ Busan Tekdo တက်ရောက်ခြင်းနဲ့မြန်မာကျောင်းသားကျောင်းသူတွေအနေနဲ့ကျွန်တော်နဲ့တက်ရောက်ချင်းဆွေးနွေးခြင်းနဲ့ဆိုလို့ရှိရင်တော့ ီ YouTube video ရဲ့ comment link မှာတယောက်ချင်းဆွေးနွေးလို့ရ Google Form link လေးကိုချပေးထားပါတယ်။အာဒီ YouTube video ရဲ့ပထမဆုံး comment မှာကျွန်တော် Google Form link လေးရှိပါတယ်။အဲ့ဒီ link လေးကနေတဆင့်လိုအပ်တဲ့အချက်အလက်လေးဖြည့်သွင်းပြီးတော့ကျွန်တော်နဲ့တယောက်ချင်းဆွေးနွေးဖို့အတွက် booking ယူနိုင်ပါတယ်။အခု video လေးကိုအဆုံးထိကြည့်ပေးတဲ့ကျေးဇူးများတင်ပါတယ်။ Bye bye ပျော်ရွှင်တဲ့လေးတစ်နေ့ဖြစ်ပါစေ။